ီနေ့ကတော့ကျွန်တော်တို့ဒီအသက်ရှင်ကြံရစ်သူမရှိတော့တဲ့အခါကျတော့ကျွန်တော်ဒီဆောက်ဦးရှင်းနေရင်းနဲ့ကြံခဲ့တဲ့ဒီ debt body ပေါ့ဗျာစိတ်မကောင်းစရာပေါ့ကျွန်တော်တို့ကဒီတန်ခါတော်တွေအများကြီးဆုံးရှုံးလိုက်ရတာပေါ့ဒီတန်ခါတော်များရဲ့ရုပ်ကလပ်တော်တွေကိုကျွန်တော်ပြန်ပြီးဆွဲထုတ်ပေါ့ဒီမှာကျွန်တော်တို့တမစရိယဆောင်ဝဲဖြေကန်ဒီမှာမင်းကုန်းဝေတဲ့အချိန်မှာပဲကျွန်တော်ငလင်းလှုပ်လိုက်တယ်လှုပ်လိုက်တဲ့အခါကျတော့ဒီစာဖြေကန်ကလည်းထပ်ပေါက်တပေါက်ပဲရှိတယ်အဲ့ဒီကိုရုတ်တရက်ထားပြီးစုပြုံတိုးတဲ့အခါကျတော့အဲ့ဒီမှာတိုက်ကလည်းရုတ်တရက်ပြိုကျပြီးတော့အားလုံးပြီးပြီးတော့ လွန်တော်မူရတဲ့အနေအထားရှိပါတယ်။တချို့တွေဆိုရင်လည်းတော်တော်တက်ရှင်ရဲ့တဘာမဏိအထိကျန်ပါတယ်။ဒါမဲ့သွေးလွန်နေတာရဲ့ရက်ကြွားသွားတာရဲ့ကျွန်တော်တို့လက်လျှော့လိုက်ရပါတယ်။မဏိကကျွန်တော်တို့ကဲကဲထုံနေစင်းမှာပဲလွန်တော်မူသွားပါတယ်ခင်ဗျ။အဲ့ဒါတော့စိတ်မကောင်းစရာပါနော်။ဒါကျွန်တော်တို့တန်တိုင်းကိုစူးစမ်းပါတယ်။နိုင်ငံဖွဲ့တွေလည်းရောက်လာပြီးစူးစမ်းပြီးမယ်ဘလို့မှမရတော့ပါဘူး။အဲ့ဒါလေးရှိပါတယ်။နောက်ဒီမှာတော့စာဖြည့်အားလုံး150အဲ့လောက်ရှိပါမယ်။တက်ရှိတင်ရှားပြန်ပြီးတော့ရလိုက်တာပါနော်။တချို့တွေဒီတန်ရတန်ရနဲ့ထိခိုက်တန်ရနဲ့ပေါ့။ အဲ့ဒါကတော့ကျွန်တော်တို့ဒီ85လောက်ပဲရပါတယ်ကျွန်တော်ကတော့တော်တော်ကြီးကိုထိခဲ့သွားတော့ဒါကျွန်တော်တို့အတွက်ကြီးမားတဲ့တာသနာတော်အတွက်ဆုံးရှုံးမှုပေါ့နော်အဲ့လိုလေးတော့ဖြစ်သွားပါတယ်ခင်ဗျာ